ယခုတင်ပြမည်အစီအစဉ်ကတော့ပြည်ထောင်စုစင်းစစ်ချုပ်ရုံးအနေဖြင့်ပြည်ထောင်စုစင်းစစ်ချုပ်ဥပဒေမြန်မာနိုင်ငံစီရင်ကောင်စီဥပဒေတို့ဖြင့်စီမံဆောင်ရွက်မှုလုပ်ငန်းများကိုဖော်ညွှန်းနေပြည်ထောင်စုစင်းစစ်ချုပ်ရုံးပြည်ထောင်စုစင်းစစ်ချုပ်ရုံးအဖွဲ့စစ်စေးရေးဦးစီးဌာနဤပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနစီမံရေးရာဦးစီးဌာနမြန်မာနိုင်ငံစီရင်ကောင်စီကုစားပြုအလံတင်ခေတတို့နှင့်ဆက်လင်းပြီး ဝန်ထမ်းများဘ ഹു တုတဖြစ်ဖွယ်သိရှိမှတ်သားနိုင်စေရန်တင်ပြသွားမှာဖြစ်ပါတယ်။အလံဆိုတာကတော့တိုင်းပြည်ဌာနအဖွဲ့အစည်းတစ်ခု၏ဂုံတိတ်ခာတရားဝင်မှုနှင့်တာဝန်ယူမှုတို့ကိုကိုစားပြုသော သင်္ကေတဖြစ်ပြီးအစိုးရဌာနအဆောက်အအုံများရဲ့အထူးသတ်မှတ်ထားသောနေရာများမှာလွှင့်ထူထားကြသလိုအထိမ်းအမှပွဲများ အခမ်းအနားများတွင်လည်းနိုင်ငံတော်အလံဌာနအဖွဲ့အစည်းအလံများကိုဂုံပြုတဲ့အနေနဲ့ လွန့်ထူလေးရှိကြပါတယ်။အသုံးပြုမိနေရာနှင့်ရည်ရွယ်ချက်ပေါ်မူတည်၍အလံရဲ့အလျားအနံအချိုးကိုတတ်မှတ်လေးရှိကြပြီး၎င်းအချိုးအတိုင်းအရွယ်အစားမျိုးမျိုးကို လွန့်ထူအသုံးပြုကြပါတယ်။အများဆုံးအသုံးပြုကြတဲ့ဆံအရွယ်အစားတွေကတော့နိုင်ငံတော်အဆင့်အခမ်းအနားများအတွက်12ပေ8ပေအစိုးရအစားအုံများအတွက်9ပေ6ပေအခမ်းအနားများနဲ့အများသုံးနေရာများအတွက် 6ပြီ4ပြီရုံးဌာနအဖွဲ့အစည်းများအတွက်5ပြီ3ပြီចောင်းသုံးအလံတိုင်းများအတွက်3ပြီ2ပြီစပွဲတင်အလံများအတွက်9လက်မှ6လက်မှလက်ဝေရန်အလံငယ်များအတွက်6လက်မှ4လက်မှတို့ပဲဖြစ်ကြပါတယ် နိုင်ငံတော်အလံဥပဒေမှာပါတယ်နိုင်ငံတော်အလံရဲ့စံပြုတ်အရွယ်အစားကတော့အလျား၉ပေအနံ၆ပေဖြစ်ပါတယ်ကျွန်တော်တို့ရုံးမှာဆိုရင်လေရုံးအဆောက်အဦရဲ့ရှိမှာနိုင်ငံတော်အလံပြည်တော်စုစင်းစစ်ချုပ်ရုံးကိုစားပြုတ်အလံနဲ့မြန်မာနိုင်ငံစီးရင်ကောင်စီကိုစားပြုတ်အလံတွေကိုလွှင့်ထူထားပြီးအစင်းမြင့်စင်းကိုင်းနဲ့စင်းစစ်တင်နန်းချောင်းနေပြည်တော်နဲ့ရန်ကုန်တို့မှာလည်းနိုင်ငံတော်အလံကိုလွှင့်ထူထားပါတယ်ဒါအပြင်အခမ်းအနားများကျင်းပပြုလုပ်တဲ့ စတိတ်စင်တစ်ဖက်တစ်ချက်မှာလည်းဘာပီ၃ပီအရွယ်အစားရှိတဲ့နိုင်ငံတော်အလံခုနှစ်ခုစီကိုစိုက်ထူထားရှိပြီးယုံဌာနများကိုစားပြု အလံပါသင်္ကေတလိုဂိုများကိုတက်ဆင်ထားပါတယ်။ကျင်းပမိအခမ်းအနားများအလိုက်စကားပြောစတန်တစ်ဖက်တစ်ချက်မှာ၉လက်မှ၆လက်မှအရွယ်အစားရှိတဲ့ယုံဌာနကိုစားပြုအလံငယ်တွေကိုစိုက်ထူအသုံးပြုပါတယ်။ တိုင်းဒေသကြီးပြည်နယ်စင်းစစ်ချုပ်ရုံးတွေအနေနဲ့လေကျင်းပမိအထိမ့်မှန်ပွဲများနဲ့အခမ်းအနားများအလိုက်အလံတွေကိုအသုံးပြုရန်ဖြစ်ပါတယ်ကျွန်တော်တို့ရုံးဟာဆိုရင်ဘ ਹੁ စရင်ယုံစရင်စစ်ချုပ်ယုံပြည်တော်စုစရင်စစ်ချုပ်ယုံစသည်ဖြင့်အစင်းစင်ယုံအမည်များပြင်ဆင်ပြောင်းလဲခဲ့ပြီး2014ခုနှစ်ဇန်နဝါရီလမှာစီမံရေးရာလေ့ကျင့်ရေးနှင့်သုတေသနဦးစီးဌာနနှင့် စစ်စေးရေးဦးစီးဌာနဟူ၍ဦးစီးဌာနနှစ်ခုဖြင့်ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။2023ခုနှစ်ဇူလိုင်လတွင်ဤပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကိုတိုးချဲ့ဖွင့်လှစ်ခဲ့ပြီးလက်ရှိမှာတော့ပြည်ထောင်စုစစ်စေးချုပ်ရုံးအဖွဲ့စစ်စေးရေးဦးစီးဌာနဤပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနစီမံရေးရာဦးစီးဌာနတိုင်းဒေသကြီးပြည်내စစ်စေးချုပ်ရုံးများနဲ့ဒေသစစ်စေးရုံးများရှိဝန်ထမ်းများပူးပေါင်း၍ စစ်ဆေးရေးရုံးလုပ်ငန်းစီမံခန့်ခွဲမှုနဲ့စည်ရင်းပညာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုဆောင်ရွက်လျက်ရှိပါတယ်။ KSS ပြင်ဆင်ပြောင်းလဲဖွဲ့စည်းမှုများအရာတီတော်စု စင်းစစ်ချုပ်ရုံးရဲ့ကိုစားပြုသင်္ကေတာများကိုရင်တိုးတစိမ့်အနေဖြင့်သတ်မှတ်အသုံးပြုခဲ့ကြပါတယ်။အသုံးပြုခဲ့သောသင်္ကေတာများကိုအခြေခံ၍ပြည်တော်စုစင်းစစ်ချုပ်ရုံးကိုစားပြုအလံကို2020ခုနှစ်မှစတင်ကသတ်မှတ်အသုံးပြုခဲ့ပြီး မြန်မာနိုင်ငံစီးရင်ကောင်စီကုစားပြု အလံကိုလည်း2023ခုနှစ်မှာတတ်မှတ်အသုံးပြုခဲ့ပါတယ်။ကျွန်တော်တို့ရုံးရှိရုံးအဖွဲ့ဦးစီးဌာနများကိုကုစားပြုတဲ့အလံနဲ့တင်ဂေတာတွေကိုတော့ယခု2025ခုနှစ်ကျွန်တော်တို့ရုံးရဲ့88နှစ်မြောက်ထိမ့်မှန်အနေဖြင့်ဝန်ထမ်းအလုံးရဲ့အကြံဉာဏ်တွေးခေါ်များပေါင်းစပ်၍အမိန့်ကြော်ညာစာများဖြင့်တတ်မှတ်ထုတ်ပြန်ထားရှိပြီးဖြစ်ပါတယ်။ဌာနများရဲ့မျှော်မှန်းချက်နှင့်လုပ်ငန်းတာဝန်များကို ုံဖော်ထည့်သွင်းထားရှိပါတယ်ကျွန်တော်တို့ရေပြည်တော်စုစင်းစစ်ချုပ်ယုံကိုစားပြုအလံကတော့ဒေါမန်စတုကံဘုံ အလျား၉ပီအနံ၆ပီအလျားအနံအချူ၃အချူနှစ်ရှိပြီးအောက်ခံအဖြူရောင်ပေါ်တွင် အချင်း၄ပီရှိသောယုံကိုစားပြုတင်ဂေတလိုဂိုကိုထည့်သွင်းပုံဖော်ထားခြင်းဖြစ်ပါတယ်ယုံတစိုက်အစွန်းနဲ့ဒေါမန်စတုကံဘုံရဲ့အနံမအကွာဝေးဟာနှစ်တသမ၅ပီစီရှိပြီး ရုံတစိတ်အစွန်းနဲ့ဒေါမန်စတုဂံပုံရဲ့အလျားအကွာဝေးဟာတပေစီဖြစ်ပါတယ်။အလံရဲ့အောက်ခံအဖြူရောင်ကတော့ဖြောင့်မတ်မှန်ကန်မှုတန်ရှင်းစင်ကြယ်မှုနဲ့စွမ်းရည်နှင့်ပြည့်စုံမှုဟူသောအဓိပ္ပာယ်ကိုဖော်ညွှန်းထားရှိပါတယ်။ဖြီတော်စုစင်းစစ်ချုပ်ယုံကိုစားပြုတေဂေတာကတော့ရုံးဝန်ထမ်းများအနေဖြင့်စစ်ဆေးရေးရုံးလုပ်ငန်းနှင့်စီမံခန့်ခွဲမှုလုပ်ငန်းတာဝန်များကိုဗတ်လိုက်မှုမရှိဘဲဓမ္မဒိဋ္ဌံကြစွာကျင့်ဝတ်နှင့်အညီ ချောင်းမန့်မှန်ကန်တိကျစွာနဲ့စည်းလုံးညီညွတ်စွာဆောင်ရွက်မှုအတိတ်ပဲကိုဖော်ဆောင်ပါတယ်။လိုဂိုမှာပါတဲ့ဆက်ဝိုင်းသင်္ကေတကတော့စည်းလုံးညီညွတ်မှုပြည့်ပြည့်စုံမှုကိုဖော်ညွှန်းပြီးဆက်ဝိုင်းအတွင်းရှိ ပြည်ထောင်စုစည်းရင်းစစ်ချုပ်ရုံးနဲ့ Office of the Auditor General of the Union ရုံးအမည်စားသာအနက်ရောင်စလုံးကတော့တာဝန်တည်ငြိမ်မှုကိုအခြေခံပြီးပြည်သူအတွက်စမ်းဆောင်နိုင်မှုကိုဖော်ညွှန်းတဲ့အယောင်သင်္ကေတပဲဖြစ်ပါတယ်။မျက်စိနဲ့နားသင်္ကေတကတော့ စစ်ဆေးရေးရုံးလုပ်ငန်းနဲ့စီမံခန့်ခွဲမှုလုပ်ငန်းတာဝန်များကိုမျက်စိကိုဖွင့်နားကိုဆွံ့၍ဖြောင့်မတ်မှန်ကန်တိကျမှုတို့ဖြင့်ခြေကွန်းစာထမ်းဆောင်လျက်ရှိသည်ဟုသောအဓိပ္ပာယ်ကိုဖော်ညွှန်းပြီးတမာတိချိန်ခွင်နဲ့အနီရောင်အမှတ်ချက်ကတော့အစိုးရဌာနအဖွဲ့အစည်းများအားစစ်ဆေးရာတွင်ဗတ်လိုက်မှုမရှိဘဲဓမ္မဒိဋ္ဌံကျစွာကျင့်ဝတ်နှင့်အညီလုပ်ငန်းတာဝန်များထမ်းဆောင်မှုကိုကိုးစားပြုပါれလူကိုမှာပါတဲ့အဝါရောင်ဟာ စည်းလုံးညီညွတ်မှုပူးပေါင်းဆောင်ရွက်မှုစွမ်းရည်ပြည့်ဝစွာလှုံ့ဆော်နိုင်မှု လုံလရှိမှုနှင့်ပြောင်းမတ်မှန်ကန်မှုဟူသောအသေးပေကိုဖော်ညွှန်းပြီးအပြာရောင်ကတော့တည်ကြည်မှုပြတ်သားမှုလွတ်လပ်မှုဟူသောအသေးပေကိုဖော်ညွှန်းထားရှိပါတယ်။ယုံတစိတ်အနေဖြင့်ဝန်ထမ်းများအလုံးနေ့စဉ်တက်ဆင်အသုံးပြုလျက်ရှိပါတယ်။ပြည်ထောင်စုစည်းစိမ်ချုပ်ယုံအဖွဲ့နှင့်ဦးစီးဌာနများမြန်မာနိုင်ငံစည်းကောင်စီတို့ရဲ့ ကိုစားပြုအလံတွေကိုလည်းသတ်မှတ်ထားရှိပြီးအလံများရဲ့အလဲမှာသက်ဆိုင်ရာဌာနအသီးသီးရဲ့လိုဂိုများကိုထည့်သွင်းထားပါတယ်။ဌာနကိုစားပြုအလံတွေရဲ့အောက်ခံအယောင်အနေဖြင့်ပြည်တော်စုစင်းစစ်ချုပ်ရုံးအဖွဲ့ကမိโกနုယောင်စစ်စေးရေးဦးစီးဌာနကအစိမ့်နုယောင်ဤပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနကဝါယောင်စီမံရေးရာဦးစီးဌာနကခရမ်းနုယောင်မြန်မာနိုင်ငံစီရင်ကောင်စီကအပြာရောင်တို့ဖြင့် ဖော်ညွှန်းထားရှိပါတယ်။ပြည်တော်စုစင်းစစ်ချုပ်ရုံးအဖွဲ့ရဲ့နောက်ခံမိခိုးနှုတ်ရောင်အလံကိုစားပြုတ်တင်ဂေတာကတော့ပြည်တော်စုစင်းစစ်ချုပ်ရုံးရဲ့မျော်မှန်းချက်ရရှိရေးအတွက်ချမှတ်ထားသည့်မဟာဗျူဟာရည်မှန်းချက်များကို အကောင့်တဲဖော်ရာတွင်ဦးစီးဌာနအသီးသီးရဲ့လုပ်ငန်းဆောင်ရွက်မှုများ အောင်မြင်ပြီးမြောက်စေရေးအတွက်ဥဆောင်ဥရွက်ပြုလျက်ရှိသည့်ရုံးဌာနကို ဖော်ညွှန်းခြင်းဖြစ်ပါသည် လိုဂိုမှာပါတဲ့စက်ဝိုင်းကုန်းတင်ကြီးဓာတ်ကတော့မိုးကောင်းကင်တဖွဲရည်ရွယ်၍လုံကြုံသောတောက်ပသောအနာဂတ်ကိုကိုစားပြုပြီးလက်ပုံတရံကတော့ပြည်တော်စုစင်းစစ်ချုပ်ယုံအဖွဲအနေဖြင့်ဦးစည်းဌာနအားလုံးကိုဥဆောင်ဥရွက်ပြု၍အထောက်အကူပြု ဥပေါင်းဆောင်ရွက်ပေးမှုကို ကိုစားပြုဖော်ညွှန်းထားရှိပါသည်စစ်စေးဦးစည်းဌာနရဲ့နောက်ခံစိမ့်နှုတ်ရောင်အလံ ကိုစားပြုတင်ကေတာကတော့စစ်ဆေးခြင်းဖြင့်ပြည်သူဗန္နာစီမံခန့်ခွဲမှုတိုးတက်ကောင်းမွန်စေရေးထိန်းချုပ်တက်မှတ်ပေးလျက်ရှိသည့်ရုံးဌာနကိုဖော်ညွှန်းပါတယ်။လိုဂိုမှာပါတဲ့ဒိုင်းတင်ကေတာကတော့ပြည်သူအကျိုးအတွက်နိုင်ငံတော်ပိုင်ငွေကြေးနှင့်ပစ္စည်းများကိုလေလွန့်ဆုံးရှုံးမှုမရှိစေဖို့စစ်ဆေးခြင်းဖြင့် အကာအကွယ်ပေးမှုကိုဖော်ညွှန်းပြီးစာအုပ်တင်ကေတာကတော့ဥပဒေနှီးဥပဒေများ အမိန့်ညွှန်ကြားချက်များ လုံထုံးလုံနီးများကိုစံတက်မှတ်ချက်များထားရှိစစ်ဆေးမှုကို၎င်းမှန်ဘလူးကတော့ပြည်စုံလုံလောက်စွာစစ်ဆေးခြင်းနဲ့စစ်ဆေးသူများရဲ့စစ်ဆက်သေးချစွာတွေးခေါ်မျှော်မြင်မှုဖြင့်စစ်ဆေးဆောင်ရွက်မှုကို၎င်းဖော်ညွှန်းပါတယ်။ကွန်ပျူတာကတော့ဤပညာစရင်စစ်ဆေးမှု IT audit ခင်းနှစ်အညီစစ်ဆေးရေးလုပ်ငန်းတွေမှာဤပညာအသုံးပြု၍ data ခွဲခြမ်းစိတ်ဖြာမှု ပေါင်းစပ်မှုတွေနဲ့အချက်အလက်တွေရယူဆောင်ရွက်မှုကိုကိုစားပြုဖော်ညွှန်းထားရှိပါတယ်။ဤပညာဖွံ့ဖြိုးရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနရဲ့နောက်ခံဝါရောင်အလံကိုစားပြုသင်္ကေတကတော့နိုင်ငံပိုင်နှင့်ပုဂ္ဂလိကပိုင်ကဏ္ဍတို့တွင်ခင့်နှင့်အညီဖြစ်ပေါ်တိုးတက်လာသည့်ဤပညာနှင့်အတူစည်ရင်ပညာဖွံ့ဖြိုးတိုးတက်စေရည်စည်ရင်ပညာကျွမ်းကျင်တက်မြောက်မှုရှိစေရည်ဆောင်ရွက်ပေးလျက်ရှိတဲ့ယုံထာနာကိုဖော်ညွှန်းပါတယ်။လိုဂိုမှာပါတယ် laptop နဲ့ network ချိတ်ဆက်သွေးတန်းထားသည့်သင်္ကေတကတော့သင်ကြားမှုနဲ့လုပ်ငန်းဆောင်ရွက်မှုနယ်ပယ်အသီးသီးတို့တွင်ဤပညာအသုံးပြုဆောင်ရွက်နေမှုကိုကိုးစားပြုပြီးစာအုပ်ဖွင့်ထားပုံနဲ့စီမီထွန်းလင်းဖြာထွက်နေသည့်သင်္ကေတကတော့ပြည်သူအကျိုးစီးပွားအတွက်စည်ရင်းပညာအလင်းရောင်ထွန်းလင်းတောက်ပမှုဖြင့်ပံ့ပိုးဆောင်ရွက်နေမှုကို ကိုးစားပြုဖော်ညွှန်းထားရှိပါသည်စီမံရေးရာဦးစီးဌာန၏နောက်ခံခရမ်းနှုတ်ရောင်းအလံ ကိုစားပြုတင်ကေတမှာဝန်လန်းရေးရာငွေကြေးနှင့်ပစ္စည်းဆိုင်ရာစည်ရင်မှတ်တမ်းများကိုတည်ဆဲဥပဒေဤဥပဒေများအမိတ်ညွှန်ကြားချက်များနှင့်အညီစနစ်တကျစီမံခန့်ခွဲဆောင်ရွက်ပေးလျက်ရှိသည့်အဓိပ္ပာယ်ကိုဖော်ညွှန်းပါသည်လိုဂိုမှာပါတဲ့တရိကံပုံတင်ကေတကတော့ပြည်ထောင်စု စင်းစစ်ချုပ်ရုံးရဲ့လုပ်ငန်းဆောင်ရွက်နေမှုများအောင်မြင်ပြီးမြောက်စေရေးအတွက်ဝန်တန်းဗန္တာပစ္စည်းတို့ဖြင့်စီမံဆောင်ရွက်ပေးမှုတို့ကိုကူစားပြုပြီး စာအုပ်နှင့်တိုးတက်မှုဇာတင်ကေတာကတော့လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ဥပဒေဤဥပဒေများညွှန်ကြားချက်များနှင့်အညီငွေကြေးနှင့်စည်ရင်းမှတ်တမ်းများကို အချိန်နှင့်တပြေးညီပြည့်စုံမှန်ကန်စွာမှတ်တမ်းတင်မှုစီမံခန့်ခွဲမှုနှင့်လုပ်ငန်းစွမ်းဆောင်ဤတိုးတက်မြင့်မားမှုတို့ကို ကိုစားပြုပါれလူအုပ်စုပုံတင်ကေတာကတော့ပြည်တော်စုစင်းစစ်ချုပ်ယုံဝန်ထမ်းများရဲ့ဝန်ထမ်းရေးရာ ကိစ္စရဲ့အများကို တီစဲဥပဒေနီးဥပဒေများအမိတ်ညွှန်ကြားချက်များလုံထုံးလုံနီးများနှင့်အညီစနစ်တကျစီမံခန့်ခွဲဆောင်ရွက်မှုကို ကိုစားပြုဖော်ညွှန်းထားရှိပါသည်ဥစည်းဌာနများရဲ့လိုဂိုတွေမှာပါတဲ့တမာရီချိန်ကွန်းမျက်စိနားနှင့်အနီရောင်အမှတ်ချက်သင်္ကေတတို့ဟာပြည်တော်စုစင်းစစ်ချုပ်ယုံ ကိုစားပြုသင်္ကေတတွေကိုထည့်သွင်းထားခြင်းဖြစ်ပြီးရွှေရောင်ကျယ်နှလုံးဟာ လုပ်ငန်းတာဝန်များကိုခြေပြွန်စွာထမ်းဆောင်မှုနှင့်ကျင့်ဝတ်သိက္ခာများလိုက်နာဆောင်ထိန်မှုတို့ကို ဟန်ကျန့်ကြည်စွာဖြင့်ထမ်းဆောင်နေသော ဝန်ထမ်းများကိုကိုစားပြုတဲ့သင်္ကေတပေးဖြစ်ပါသည်လိုဂိုတွေမှာပါတဲ့ရွှေရောင်ဟာတစ္ဆာရှိမှုဇွဲလုံးလဝရိယရှိမှုဉာဏ်ပညာကြီးမြင့်မှုထွန်းလင်းတောက်ပမှုအတိတ်ဘယ်ကို ဖော်ညွှန်းပြီး အပြာရင်နဲ့မိโกပြာရောင်ကတော့ယုံကြည်မှုတစ္ဆာဆောင်တည်မှု တည်ကြည်မှုယိုသားဖြောင့်မတ်မှုနှင့်တာဝန်ယူမှုတို့ကို ကိုစားပြုဖော်ညွှန်းထားရှိပါသည်ဦးစီးဌာနအလိုက်ကိုစားပြု သင်္ကေတတွေမှာပါတဲ့မိโกနုယောင်ဟာဗတ်မလိုက်မှုဟန်ချက်ညီမှုနှင့်တီထွန်ဖန်တီးမှုတို့ကိုဖော်ညွှန်းပြီးအစိမ်းယောင်နုယင်ဟာတင်ကျင်းအေးချမ်းမှု ပေါင်းဆက်ညှိနှိုင်းဆောင်ရွက်မှုတဦးနဲ့တဦးရိုင်းပင်းကူညီပေးတတ်မှုကိုဖော်ညွှန်းပါတယ် ဝါယောင်ဟာစီလုံးညီညွတ်မှုပူပေါင်းဆောင်ရွက်မှုစွမ်းရည်ပြည့်ဝစွာလှုပ်ဆောင်နိုင်မှုလုံလရှိမှုနှင့်ပြောင်းမတ်မံကံမှုကို ဖော်ညွှန်းပြီးလိမ္မော်ယောင်ဟာတီထွန်ဖန်တီးမှုပျော်ရွှင်မှုနှင့်စိတ်အားထက်သန်မှုကိုဖော်ညွှန်းပါれခယန်းယောင်လူရင်ဟာစနစ်ကျနာမှုညီညွတ်မျှတမှုနှင့်ဉာဏ်ပညာပြည့်ဝမှုကို ဖော်ညွှန်းပါれဆက်လက်ပြီးနိုင်ငံရဲ့စည်ရင်းကဏ္ဍတိုးတက်ဖြစ်ပေါ်မှုမှာအရေးပါတယ် မြန်မာနိုင်ငံစီရင်ကောင်စီရဲ့ကုစားပြုတင်ကြေတာကတော့နိုင်ငံပိုင်နဲ့ပုဂ္ဂလိကပိုင်ကန္ဓာတို့တွင်စီရင်ပညာရှင်များစီရင်ကျွမ်းကျင်သူများတို့ပါလာစီရင်နဲ့စီရင်ပညာပြန်ပွားစီရင်ဆောင်ရွက်မှုအထိပ္ပယ်ကိုဖော်ဆောင်ပါတယ်လိုဂိုမှာပါတဲ့ဒစိဝိုင်းပုံတရံဟာစီလုံးချင်းညီညွတ်ချင်းနဲ့စီရင်ပညာရဲ့များကိုစင်ဆက်မပြတ်လေးလာစီးဘူးအတုံးချရခြင်းကို ဖော်ညွှန်းပြီးမြန်မာနိုင်ငံစီရင်ကောင်စီနဲ့ မြန်မာ accountancy council ရွှေဘာရောင်စလုံးကတော့တောက်ပါတဲ့အနာဂတ်ရှိသည့်စည်ရင်းပညာရှင်များနဲ့စည်ရင်းကျွမ်းကျင်သူများပြိုးထောင်မွေးထုတ်ပေးနိုင်ခြင်းကို ဖော်ညွှန်းပါတယ်။ကျေအောက်ဖက်ဝဲရတစ်ဖက်တစ်ချက်စီတို့ဝေးဝိုက်ရတက်သားတယ်။အစိမ်းရောင်တပြေကနှစ်ခက်ဟာညီညွတ်မျှတခြင်းအေးချမ်းသာရခြင်းနဲ့အောင်မြင်ခြင်းကိုဖော်ညွှန်းပြီး၅00ကျယ်နီဟာစမ်းဆောင်ရည်ပြည့်ဝစွာနဲ့စည်ရင်းပညာ ဖွံ့ဖြိုးတိုးတက်အောင်မြင်စေဖို့လမ်းပြကျေဟူသောအတိတ်ပဲကိုဖော်ညွှန်းပါれလိုဂိုမှာပါတဲ့အောက်ခံဖြူရောင်သည်ကြောက်မက်မှန်ကန်ခြင်းတန်ရှင်းစင်ကြဲခြင်းဟူသောအတိတ်ပဲကိုဖော်ညွှန်းပါれထို့ကဲ့သို့လေးနက်သောအတိတ်ပဲများနဲ့ဖော်ညွှန်းသတ်မှတ်ထားတဲ့အလံနဲ့တင်ကြေတာများဟာမိမိတို့လုပ်ငန်း၏ဂုဏ်သိက္ခာကို ကိုးစားပြုပြီးယုံဌာနအပေါ်ချစ်မြတ်လိုမှုယုံကြည်မှု တာဝန်ယူမှုတို့ကို တိုးတက်စေသဖြင့်လေးစားတံပိုးထားပြီးဦးစီးဌာနများမခွဲခြားပဲပေါင်းစည်းညီညွတ်စိတ်သက်ဖြင့်လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင်ကျင့်ဝတ်များလိုက်နာခြင်းအတတ်ပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုရှိအောင်အစဉ်ကြိုးပမ်းအားထုတ်ခြင်းအာဂတိလေးပါကင်းရှင်းစွာဖြင့်ဗလိုက်မှုမရှိဘဲဓမ္မဒိဋ္ဌံကျစွာဆောင်ရွက်ခြင်းတို့ဖြင့်မိမိတို့ယုံဤဂုံတိတ်ခါကိုဆက်လက်ထိန်းသိမ်းသွားကြဖို့တိုက်တွန်းလိုက်ပါရခင်ဗျာ